ကဗျာလေးတစ်ပုဒ်လောက်ရွတ်ပြချင်ပါတယ်။ကဗျာရဲ့ခေါင်းစဉ်ကိုတော့ပွဲတော်တခြားငါတို့တခြားလို့ခေါင်းစဉ်ပေးထားပါတယ်။ပွဲတော်တခြားငါတို့တခြားငါတို့သွားနေတဲ့လမ်းကပွဲတော်ရိစီ မရောက်တော့ဘူး။ပွဲတော်တွေကတလန်း ငါတို့ကတလန်းပဲပွဲတော်တွေနဲ့ငါတို့နဲ့သစိမ်းဆန်လိုက်ပုံများခေါမချာအော်မချာကာလာများရီစာဦးနဲ့လွဲသလိုငါတို့လွဲသွားခဲ့ကြ ပွဲတော်တွေဟာငါတို့မျက်နှာကို မကြည့်ချင်ပုံရတယ်ငါတို့ကလည်းပွဲတော်တွေမျက်နှာကို မကြည့်ချင်မိတ်ဆွေဟောင်းတွေအတွင်းသည့်အစင်းသည့်တွေ လမ်းချင်းမတူလို့လူချင်းမတွေ့တော့တဲ့နှစ်တွေအိမ်လွမ်းလို့ကွဲနေတဲ့အသေးကို ပွဲတော်ကအညော်တွေနဲ့တိုက်မလားတစစ်စစ်အိမ်လွမ်းတာဟာရင်းလာမှာကြိုက်လာမှာထထနာလာရင်ခတ်ရကြီးဒေါ်လာအစိတ်တွေတက်ပြီးကြတဲ့ကဘယ်လိုမြူဆွဲဆွဲ ဘယ်အစိတ်မှမတိုးတော့တဲ့လူငယ်ဆိုတာငါတို့လူကောင်းတွေပဲမင်းကိုတတိယလိုက်တာဆိုပြီးပွဲတော်နဲ့ငါနဲ့လာစစ်ဆက်တဲ့ကောင်ကိုငါဘလော့လိုက်တယ်ရောက်ဖတ်မလွတ်မလပ်ကြီးကခုံနေတာတွေကိုဘာစောက်ကြောင်းနဲ့လွမ်းရမလဲရောက်ဖတ်မင်းတို့မြောက်ပွဲတွေကို ပျောက်ကြားယူနီဖောင်းကြီးဝစ်လို့ခတ်ချီချီတီတီငိမ့်ငိမ့်ငါတို့လိုဆရာကြီးကောင်တွေကဖတ်ချမ်းလေးဖွာပြီးပြုံးပြုံးကြီးကြည်နေပါတယ်ငါတို့ပြောရင်လွန်နေထင်အောင်မယ်မင်းတို့ရဲ့ပွဲတော်တွေဆိုတာကငါတို့ကင်တဲ့တနတ်ကြည်တခါညက်တာလောက်တော့မှရင်ခုန်ခြင်းစရာမကောင်းပဲกว่า ်တင့်သူပါကျွန်တော်ရဲ့ပွဲတော်တခြားငါတို့တခြားဆိုတဲ့ကြပြလေးကိုအဆုံးထိနားစင်ခံစားပေးကြသူအားလုံးကိုဂျေစုအများကြီး တင်ပါတယ်ခင်ဗျာ